အားလုံးပဲမင်္ဂလာပါရှင်နန်းဒစိ channel မှာကြိုဆိုလိုက်ပါတယ်ဆ ्याम ကြီး channel ကျော်မမလေးရဲ့သူလူလူဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်သူလူလူအပိုင်း26ဘိုးလက်ရအိမ်ဘေးတွင် မြမအိမ်တအိမ်ရှိ၍ဤအိမ်ကိုအပီးပြောင်းကြရန် စီစဉ်ပြီးဤအိမ်မှဂျပန်များကိုအဖိုးကြီးနှင့်ဖယ်ခိုင်းသည် တလားလောက်ကြာမှဖယ်ပေးလိမ့်မည်ပြောလျက်တလားလောက်သူနှင့်အတူပြည်လန်းတို့လိုက်နေရန်ခေါ်လေသည်အဖိုးကြီးနေမိအိမ်ကြီးမှာပြည်လန်းကောလိပ်ကျောင်းနှင့်မျက်နှာချင်းဆိုင်အလွန်ကျယ်ဝန်းသော မက်ဂရီကာ၏အိမ်ကြီးဖြစ်သည် ဤအိမ်ကြီး၌ခိတ္တပြောင်း၍နေပြီးဘိုးလက်ရာအိမ်ဘေးသို့ပြောင်းကြရန်ဖြစ်တော်လဲဂျပန်တွေနှင့်တအိမ်နဲ့နေဖို့ရာမဖြစ်၍ထိုစဉ်က ကျမဖြင့်ပစ္စည်းများကိုလူတကာသာဝေပစ်လိုက်ခြင်းပေတော်သည်ဖိုးကြီးကကျမတို့အကြက်ရိုက်နေမှန်းသိပြီးဂျပန်များနှင့်ရောနှောမနေခြင်းမှန်းလဲအကဲခတ်မိသဖြင့်သူနှင့်လိုက်လျင် သူတယောက်ကလွဲ၍ဂျပန်တယောက်မျှမနေစေရပဲကျမတို့ရွှေ့သွားမှဂျပန်များပြန်ခေါ်ယူမည်လာပြောသည် မနေ့ကလည်းပြောင်းရတော့မည့်အချိန်ဖြစ်နေ၍ဂျပန်ကြီးနှင့်တလားလောက်အတူလိုက်နေရန်မျက်စိမှိတ်ပြီးဆုံးဖြတ်ကြရတော့သည်ကျမကိုအကင်းပါပြီးလိန်မာမှ ဖြစ်လိမ့်မည်ပြော၍ကျမလည်းဒရီကြီးစွာချက်ပြီးနနက်တွင်ဂျပန်ကြီးနှင့်ပြည်လန်းအိမ်ကြီးသို့ပြောင်းရွှေ့ခဲ့ရပြန်ပေပြီသူ့ထမင်းချက် သူ့အစီကံများကိုတယောက်မှမခေါ်စေဘဲကျမကကြွေးမီပြောပြီးကျမတို့အိမ်တွင်ဂျပန်ကြီးက ဲ့တဲ့အဖြစ်ဖြင့်နေသလိုအတွင်းနှင့်အပြင်ခြားလိုက်ရလေသည်ဤအင်ကြီးတို့ရွှေ့ပြီးဆယ်ရက်လောက်ကြာတွင် စင်ကာပူ၌ကိစ္စရှိသဖြင့်တပတ်လောက်သွားရမည်ဖြစ်၍ဂျပန်ကြီးကကျမတို့ကြီးနေလျင်အနောက်ရှက်မများအောင်ရိုးပေရင်ပေဆိုသည့်ဂျပန်ကလေးကို ရွေ့၍အိမ်ဆောင်ထားခဲ့သည်ဂျပန်လေးမှာညတွင် အောက်ထပ်၌လာ၍စောင့်အိပ်ပြီးနနက်တွင်အလုတ်ထွက်သွားလေသည်မာယုမနေ၍မြို့ထဲသို့ကုန်းချောင်းကြီးသွားရဖန်များသဖြင့် သူလဲဘူလက်ယာကို စိုက်ကားတစည်းဝယ်ပေးဖို့ရန်ပြောသောအခါဘူလက်ယာကသူ့ကိုစိုက်ကားတစည်းဝယ်၍ပေးလေသည်စိုက်ကားနှင်းရန်ယုံကြည်စိတ်ချရသော သူ့တစ်ဖက်ပိုလိုကိုလိုက်ရှာ၍၎င်းကိုနှင်းခိုင်းပြီးတွားလျာလားလျာ၌ဤလန်းတွင်ဂျပန်တွေရှာနေသည်ဆိုကဟိုလန်းကချိုးခိုင်းပြီးဂျပန်တွေကိုရှောင်ကွေ့၍ပြေးရသည်ဂျပန်ကြီးလည်းတစ်ဖက်ကြာမြီဆိုလျက်ထွက်သွားလိုက်ရာ နှစ်လသုံးလကြာမြင့်နေ၍ကျမတို့မှာသူပြန်လာမှဘိုးလက်ရာအိမ်ပေးသို့ရွှေ့ရမည်ဖြစ်သောကြောင့်ပြည်လန်းတွင်ပင်တောင်တင်၍နေပြန်သည်ဤအိမ်တွင်နေ့စဉ်မှတ်တမ်းကိုဆက်မရေးပြန်တော့ပဲ၎င်းစာအုပ်စာမျက်နှာလွတ်ကြီးတွင်မြမရာဇဝင်ထင်မြင်ဝေဖန်ချက်ဟုခေါင်းစည်းတက်ပြီးအဘိယာစာသည်မြမတို့၏ပထမဆုံးဘရင်မဟုတ်ဟူ၍စရေးပြန်လေပြီး ဤစာအုပ်မရေးခင်ကျမကိုဤစာအုပ်ကိုចောင်းသားများအတွက်ရေးချင်၍ရာဇဝင်စာအုပ်များအိမ်ရှိ library မှရှာပေးရန် ခိုင်းသောကြောင့်စာအုပ်များကိုယူထုတ်ပေးရသည်။၎င်းစာအုပ်အတွက်သူကိုးကားသွားသောစာအုပ်များကများပြားလှပေးသည်။ဤစာအုပ်ရေးရန်အတွက် ကိုးကားသွားသောစာအုပ်များတွင် အင်္ဂလိပ်ဘာသာဖြင့်စာအုပ်များက1 The Teaching of History in Schools 2 The Material of English History 3. History of the Orient 4. The Travel of Phoenician 5. Cambridge Histories Volume 11 and 12 6. A Prima of World History 7. Seven Congress of Far Eastern Association served near the Indian Empire. 8. Burmese Sketches, Volume 2. 9. The Soul of a People. 10. Journal of Burma Riches Society, Volume 1, Part 1. 11. The Land of the Gold Pagoda. 12. The Burmese Empire. 13. Asian Geography of Burma. 14. Sultan. 15 the lower currents of Burma 16 correspondence for 1826-1843 in office of commissioner Tennessee Red division seventeen British residency in Burma 18 GE Harvey's history of Burma outline 19 rubble of the Kayuku Temple. 20. Lower Chindrin District Gazetteer. 21. Burma Police Journal, Volume 2, Number 1. 22. Upper Burma and Shan States Gazetteer Volume 1, Part 1. 23. Administration of Burma, 24 far East in modern times. 25. The Friendest Master. 26. History of Rangoon. 27. A Burmese Enchantment. 28. Sketches from the Karen Hills. 29. A Burmese Akedi. 30. A People at School. 31. Burmese Silver. 32. Loss of the Sunset 33 Nat Bami's Bells 34 South of the Clouds 35 A Barman His Life and Nations မြန်မာဘာသာဖြင့်စာအုပ်များက1ဥဖိုးကြားခင်မီရာဇဝင်အကျဉ်2လွတ်တော်မှတ်တမ်း3မှန်တမ်းရာဇဝင်ပထမအတွဲ4 တုတော်ဒီတာ၅ကုန်းပေါင်ဆက်၆ဥပဒန်းရာဇဝင်၇ဥအုံးမောင်ចောင်းတုံးရာဇဝင်ကုန်းပေါင်ခက်၈ရာဇဝင်တန်ခိတ်နှင့်အဖြစ်ဥပယင်၉အေချင်းများ၁၀ရခိုင်ရာဇဝင်တက်၁၁တာဒနာလင်္ကာယ၁၂မြမာမင်းအုတ်ချုပ်ပုံစာတန်း ားလက်ခွင့်ရရှိခြင်းကလေးကို စာမဖတ်တော့ဘဲဖောင်တိန်လက်ကမချရေးနေပြန်သည်ဤစာအုပ်ရေးနေရင်မှကြိုကြားကြိုကြားညှက်၍လွတ်လပ်ရေးရလျင်မြမပြည်ကိုမြည်တို့ပြန်လဲထူထောင်မည်နီးဟူ၍ရေးပြန်သောကြောင့်ရာဇဝင်စာအုပ်ကအရင်ပြီးမလားဒီစာအုပ်ကအရင်ပြီးမလားဟုမေးရာတခုမပြီးတခုပေါ်ဟုဖြေသည် ်အိမ်ကြီးကျဲလွန်း၍သူကအခန်းတခန်းကိုသတင်းစာအတတ်ပညာနှင့်သတင်းထောက်ပညာသူသင်ပေးခြင်း၍ចောင်းဖွင့်ခြင်းသဖြင့်ចောင်းလာတတ်ကြမည်လူငယ်များကိုထမင်းကျွေးနိုင်မလားမေးသည်ဒီလောက်အလုံးမအားလှရသည့်ကြားထဲမှ သူမို့စိတ်ရှိပလေတဲ့ဟု သူစေတနာကို ကြီးညိုသွားတော်လဲဂျပန်ခေတ်တွင်ဤတာဝန်ကြီးကိုမထမ်းနိုင်သဖြင့်ညာစွာမှပင်ဝန်းနေမိပေသည်ရင်းစာပညာအကြောင်းကို ပြောင်းရင်းမှသူက ကွိစာအုပ်ကိုကျမဖတ်ဖို့ကောင်းကြောင်းတိုက်တွန်းသည် ကျမကအင်္ဂလိပ်စာလွန်စွာခက်၍မဖတ်နိုင်ကြောင်းပြောသောအခါစာအုပ်ပေါ်မှာထားသည်လဲဟုမေးသောကြောင့်ဘီရိုထဲမှာဟုပြောလိုက်သည် ကျမထန်၌တော့တောင်းပြီးအပေါ်ထက်သို့ တက်သွားမှကျမလည်းနေ့စဉ်မှတ်တမ်းနဲ့မှတ်စုမှတ်ရာများဤစာအုပ်ကလေးနှင့်အတူထားသည်ကို သတိရ၍အပြေးလိုက်သွားသည် အပေါ်ထက် အိတ်ခမ်းကြီးတွင်ရှိဘီရိုကြီးရှိ၌သူလဲကျမ၏နေစဉ်မှတ်တမ်းကိုဖွင့်၍ဖတ်နေသည်မဖတ်ပါနဲ့အောင်ကိုကိုနောက်စာအုပ်ရေးမှဖတ်ပါတင်လေးဘယ်တော့မှများရေးထားတာတွေလဲကြည်စမ်းဒီမှာလဲ report တွေပါလားမိရှုခိုင်းတာတွေဘဲနဲ့မိမရှုပဲဒီမှာဝှက်ထားတယ်လဲဂျပန်နဲ့နေရတာများမကြောက်ဘူးလားတင်လေးရဲ့ဒီနေ့ဆက်ဆက်ဓာရီကိုအကုန်ရှို့ပြစ်ပါဘေးများတယ် သူလဲကျမဟွက်ထားသောလျှို့ဝက်စာစကန်းသို့ပို့သည့်သတင်းတွေကို အကုန်မီးရှို့လို၍စိတ်မချသည့်အမူအရာနဲ့တပီလိုလုံးဖွာ၍ရှာလေသည်ယခုလိုမြင်သွားမှတော့ရှာခြင်းသလိုရှာပါစေတော့ဟုသဘောအတိုင်းခွင့်ပြုထားလိုက်ကကရင်ပေါ်တွင်ထိုင်ပြီးကြည်နေသည်စာအိတ်တွေကိုဖောက်ပြီးကြည်သည့်အခါ၌စာအိတ်တွေထဲမှသပင်တွေကို တွေ့သောအခါတအိတ်ပြီးတအိတ်ရက်ဆွဲများကိုလိုက်ဖက်ပြီးကျမဘက်သို့လှည့်၍ you are my perfect wife ဟုလှည့်ပြောလေသည်စံစာတွေကိုဘာပြုလို့မပြစ်တလဲဟုမေး၍ကျမကကလေးတွေကြီးလာရင်မင်းတို့အဖေအသက်ငယ်ငယ်နဲ့သပင်တွေဖြူနေတာကိုပြကြင်လို့တင်ထားခဲ့တယ်ဟုပြောပြလိုက်သည်မှတ်တမ်းကြီးကိုတရွက်ပြီးတရွက်လှမ်းကြည့်နေပြီးဘလို့အသုံးချမလဲဟုမေးပြန်သဖြင့်ကျမက my husband အထုပ်ပတ်တိရေးဖို့ဟုပြောလိုက်သည် ထို့အခါသူကလည်းကိုကိုလဲ my wife ဆိုပြီးစာအုပ်ရေးဖို့စိတ်ကူးထားတယ်ရေးမယ် ဒီစာအုပ်ကိုမိမတွေအဖို့ရေးရမယ်။ကိုကိုအပေါ်မှာတင်နေတဲ့ကျေးဇူးကျွေးတွေထဲမှာကျွန်ုပ်ဤဇနီးစာအုပ်တစ်အုပ်ပါထည့်မှတ်လိုက်။ပြောသဖြင့်ကျမကအတိုးရောမပေးဘူးလားဟုမေးကြည့်သည်။အကျွေးမဆက်ခင်အတိုးပေးရမယ်လား။ဒါဖြင့်လာလာ။ကျမကိုအောက်သို့ခေါ်ချသွားပြီးသူ့လက်ထဲမှကင်လာသောကွိစာအုပ်ကလေးကိုလှန်လျက်မြမလိုဘာသာပြန်ဖတ်ပြလေသည်။ပထမ၃-၄ရွက်လောက်တွင် ကျမလည်းဝိထုကိုစိတ်မဝင်စားဘဲသူ့ကိုယ်သာစိတ်ဝင်စားပြီးနေသည်။ မြမစာအုပ်တအုပ်ကိုကန်၍ဖက်ပြနေသလို ဖက်နေ၍အံ့ဩနေမိပေသည်အိမ်ကိစ္စရှိ၍ထလောက်ရလျင်သူလဲကျမရှိရာသို့လိုက်လာပြီးမပြီးသေးဘူးလားတင်လေးရဲ့လာလေနားထောင်ပါနှင့်တကောက်ကောက်လိုက်ခေါ်ပြီးဖက်၍ပြသည်တခန်းနှခန်းပြီးသွားသည့်အခါ၌ကကျမလည်းမြို့ထဲမှသူပြန်ရောက်လျင်စာအုပ်ကို သူ့လက်ထဲသို့ထည့်၍အတင်းဖတ်ခိုင်းပြီးမြို့ထဲထွက်သွားသည့်အခိုက်အတန့်ဖြတ်ထားရသည်ကိုစက်တငငင်ဖြစ်နေလျက် စာအုပ်ကိုအစွဲကြီးဆွဲ၍နေလေပြီလူတွေနှင့်မယောသည့်ပညာရှိလူမျိုးတယောက်နှင့်အစဉ်ချင်းဉာဏ်နှင့်ပြည့်စုံသောမိန်းကလေးတယောက်ထူးထူးဆန်းဆန်းသွားတွေ့ကြပြီးမိန်းကလေးကလူနယ်ထဲသို့ဆွဲသွင်းပေးကလူဇက်သွင်းပေးပုံထိုမှတဖန်အယ်ဒီတာကြီးတယောက်အောင်အောင်မြင်မြင်ဖြစ်မြောက်သွားပုံဇက်လန်းကြီးဖြစ်၍ဇက်ကွက်စင်ပုံမှလည်းအံ့ဩလောက်အောင်ထူးခြားလှလေသည်ဇက်လိုက်လူယိုးကြီးကွိဤ ပေါင်းတင်ဆက်ဆံရေးအကျင့်စိတ်တဲ့ရိုးသားပုံများ၌မူတမူဖြစ်လောက်အောင်စံတင်မှတ်သားလောက်ရသည့်အထဲတွင်မျက်စိအောက်ကအင်္ဂလိပ်စလုံးအတိုင်းနှုတ်ဖြားမှမြမစာလုံးများကို ရှာရှာဖွေးဖွေးလက်ရွေးစင်ရွေး၍စီကာပတ်ကုံးနှင့်တခြားထဲဘာသာပြန်သွားပုံတို့မှနမူနာစံတင်ထားလောက်အောင်မှတ်ဖွဲရာအံ့ဩဖွဲရာကောင်းလွန်၍အနှစ်နှစ်အလားလားတယူတသေးတင်ထားသောစာအုပ်ကလေးလေဘီရိုထဲမှထားရာက ယနေ့မှအသင်းနှလုံးထဲသို့ထုတ်ချင်းဖောက်ဝင်ရောက်လာပေတော့သည်ဣစာအုပ်ကိုလမ်းဘေးဆိုင်တွင် သူသွား၍တွေ့သည်မှာအလွန်ထူးပေသည် ထိုမှတပံဣစာအုပ်ကျမကိုမြမလိုဖက်ပြပုံကတာ၍ထူးသေးသည်စာအုပ်ကလေးကို34လမ်းအိမ်တွင်ဖတ်မိဟုလှံကြည့်စဉ်ကစလုံးတွေခက်လွန်းလှသဖြင့်စိတ်ပြက်ပြီးမဖတ်တော့ဘဲတိမ်မြဲတာလင်တိမ်လာခဲ့သည်ယခု သူဖတ်ပြမှပင်ဇက်လိုက်မင်းကလေးရှာလီဝေလင်မှာကွိနှင့်တွေ့ပြီး ၊ကွိပြန်သွားလင်ပညာပါဒဂူကြီးကွိပြောသွားသောစကားရက်များကိုမိန်းကလေးကိုယ်တိုင်နားမလည်၍အဘိဓမ္မလှန်ဖွင့်ကြည်ရသည်ဟုပါရှိသဖြင့်စကလုံးအသုံးနှုံးမြည်မြခက်သည့်စာအုပ်ဖြစ်သည်ကိုစာဖတ်သူများခန့်မှန်း၍သာ ကြည့်ဖို့ရှိပေသည်။ညဆိုလျင် လေးရင်ပြန်လာမှဘုံကျင်းထဲသို့ဆင်းကြပြီးနှစ်ချက်သုံးချက်အထိသူကဖတ်ပြ၍ထိုင်နားထောင်ရသည်။စာအုပ်ထဲတွင်သူစိတ်ကြိုက်နှင့်တွေ့ထားသည့်စာကြောင်းများကိုခဲတံနှင့်ချစ်ထားရာသို့ရောက်သောအခါ မြန်မာလိုပြန်ပြောသွားပြီးမှသူ့အင်္ဂလိပ်မူတိုင်းဒီလိုရေးထားတယ်ဟုဆိုပြီးအင်္ဂလိပ်စာကြောင်းများကိုဖတ်ပြလျက်တပန်အနှစ်ခြိုက်ဆုံးမြန်မာစာစကားလုံးတွေရွေးချယ်လျက်ထပ်မံ၍မြန်မာလိုပြန်ဖတ်သွားပြန်သည် စာမျက်နှာ400ကျော်တွင် ။စလုံးကလေးကလည်းသေးလာ၍ဤစာအုပ်ကို၄၅နှစ်၄၅ညဆက်၍ဆုံးအောင်နားထောင်ရပေသည်။ဤမြခက်လာသည့်စကလုံးများကိုညံအထိုင်းဆုံးသော သူတယောက်ပင် နားထဲသို့ပြစ်တွင်၍ရှင်းချင်းကြီးနားလေသွားအောင်ပြန်လိုက်သောမြမာဘာသာပြန်ကဘယ်နေရာမျှလိုက်ဖမ်း၍မရတော့ပဲလေထဲတွင်ပျောက်ကွယ်၍သွားလိပြီဖြစ်ခြင်းကြောင့်ကျမလည်းလက်ရည်တို့မတက်ခဲ့ခြင်းကို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 ပင်အပြစ်တင်၍မဆုံးနိုင်အောင်ဖြစ်ပေတော့သည် သူ့ကိုတိုင်းပြည်အတွက်ကွိစာအုပ်ကိုဘာသာပြန်မှာဟုရေးခိုင်းရင်10နှစ်လောက်နေ၍မှရေးဖြစ်မည်မဟုတ်ပေရေးဖြစ်သည့်တိုင်အောင်လဲသူ့လောက်ကိစ္စများသူမရှိ၍မြည်သည့်အခါမှပြည်မည်ကိုမခန့်မှန်းနိုင်အောင်ဖြစ်ပေသည်ယခုသော၄၅ည၄၅နေနှင့်ပြီးပါလျက်မြည်တို့များအရာထင်မသွားခြင်းအတွက်လက်ရည်တူမတက်ကောင်းရမလားဟုကိုကိုကိုသာရိုက်ချင်ပေတော့သည်ဤစာအုပ်ကို သူ့ဘာသာပြန်ထားပုံကိုဖတ်ကြရမည်ဆိုလျှင် လူတရာတွင်85ယောက်လောက် ကိုကျင့်တရားကောင်းသွားနိုင်သဖြင့်စာအုပ်အဖြစ်ရောက်မသွားသည်ကိုနှမျောမိရင်နှမျောရင်ဖြစ်နေရလေသည်။ကျမကျေးဇူးကျွေးတွေရှိသည်ဆိုပြီးဤကျွေးတွေကိုမဆက်ခင်အတိုးပေးသွားသောဘာသာပြန်မှာအရင်ထက်နှစ်ပြန်လောက်ကြေသွား၍ကျမကသူ့ကိုဆက်ရန်ရှိသောကျွေးများလည်းရှိရင်ထက်နှစ်ဆပြန်တက်သွားပေတော့သည်။ဂျပန်ကြီးက9ရက်ဆိုပြီး ထွက်သွားလိုက်ရာ၄-၅လကြာ၍နေလေပြီ။ ကျမတို့ကိုမြည်သည့်ဂျပန်မှမနှောက်ယှက်သဖြင့်အေးဆေးစွာနေရသည် သူ့အလုတ်ကနနက်အိယာထလက်နှိပ်ဆက်ရိုက်ပြီးညကိုမြို့ထဲသွားလျက်ညကိုစားအုပ်များရေး၍နေသည် ကျမသည်သူ့ကိုတစ်နေ့ထက်တစ်နေ့ပို၍သာကြည်ညိုလာပြီးတစ်နေ့ထက်တစ်နေ့တိုး၍သာစိတ်နှလုံးချမ်းသာစေခြင်းသည့်အတွက်ကျမတတ်နိုင်သည့်မယားဝတ္တရား၅ပါးကို သူမျက်စိ၌လစ်ဟင်းပါလားဟုမမြင်ရအောင်ဝိကြီးဝင်းငယ်ပြူလျက်နေသည်ညတွင် သူကဲ့သို့ပင်မအိပ်ဖဲသူနှင့်အတူထိုင်ကာစာရေးလျက်ဤအိမ်ကြီး၌ဝတ္ထုတစ်ပုဒ်ပြီးသွားခဲ့လေသည်ဤဝတ္ထုကို သူမဟု သူကအမိပေးလိုက်ပြီးမြမအလင်းတွင်တွား၍ရိုက်ပေးသည် သူနှင့်ကျမမှာဝါသနာချင်းတူစိတ်ချင်းတူသည်ဟုတာမန်အားဖြင့်ထင်ရတော်လဲတယောက်နှင့်တယောက်စိတ်ချင်းမြည်မြတူ၍မြည်မြချမ်းသာသည်ကို ကျမလည်းနှိုင်းရှင်စဉ်းစား၍ကြည်မိသည် ကျမနှိုင်းရှင်စဉ်းစား၍ကြည်သည့်အချက်များကိုစာရွက်ပေါ်တွင်ရှင်၍ကြည်သည့်အခါသူနှင့်ကျမမှာလူအေးလူဘူးတိခံစိတ်ကြီးရှိသူ စိတ်နေမြင့်သူ စိတ်နှိမ်ချသူမခံကျင်တတ်သည့်စိတ်ရှိသူအရာခတ်သိမ်းချင့်ကျင်တတ်သည့်စိတ်ရှိသူအရာခတ်သိမ်းဒုံတိုက်တိုက်ကန်းတိုက်တိုက်လှုပ်လိုက်ခြင်းသူ စကားကိုလေးလေးနက်နက်နူးနူးညံ့ညံ့ပြောတတ်သူ စကားကိုထက်ထက်မြက်မြက်ထန်ထန်မာမာပြောကျင်သူဖုံးဖိမျိုးတဲ၍တိတ်တိတ်တဲတဲကြလစ်သူပြောင်ပြောင်ပွင့်ပွင့်ဘွင်းဘွင်းကြီးလှုပ်ချင်သူလူတယောက်ကို မကြိုက်ဟုနှုတ်နှင့်အမူအရာနှင့်မှမပြသူ လူတယောက်ကိုမကြိုက်လင် ကြည့်မရအောင်ဖြစ်တတ်သူ စိတ်အေးအေးထားတတ်သူစိတ်ပူပူနေတတ်သူစိတ်တက်ရင်သူစိတ်ကြီးသူခေါင်းကိုအမြဲငုံထားသူမျက်နှာအမြဲ ပင့်ထားသူအမြဲတမ်းနောက်ကနေခြင်းသူဤမြကွာချားလေသည်အမြဲတမ်းရှေ့ကနေခြင်းသူဤမြကွာချားလေသည်တနေ့တွင် သူမြို့ထဲမှနေလေလောက်ပြန်လာပြီးကျမရေချိုးနေသည်ကိုတကားလာပုတ်ကမြ мян လာစမ်းပါခေါ်၍ဘာအကြောင်းများလဲဟုကြပြကြရာတကားဖွင့်လိုက်ရသည်တင်လီကိုကိုကိုအဲ့ရလက်ကလေးမြ мян ပြင်ပေးပါကိုကိုကိုတော်တော်ကြာလာဖမ်းလိုက်မယ်ဖမ်းမယ်ဂျပန်တွေလာဖမ်းမယ်လား ပေါ်ကုန်ပြီလားဂျပန်ကဖမ်းမှာမဟုတ်ဘူးကိုကိုတို့မြန်မာအစိုးရကဒီနေ့ဖမ်းမှာတည်တည်ချာချာတိခဲ့ရတယ်ဘလို့ကြောင့်လဲသူတို့အစိုးရကိုနှောက်ယှက်ပေးတယ်ထင်လို့ကာကွယ်ရေးနဲ့ဖမ်းမှာပေါ့ဖျားဖျားကက်ကြီးသုံးပါစိုက်ကုန်ကြပါလိမ့်မယ်အိယာလေးကိုကြပြကြရလိတ်ပေးနေစဉ်သူလဲဘီရိုတွေဖြွင့်၍ထောင်ထဲတွင်ဖက်ရန်စားအုပ်များကိုတအုပ်ပြီးတအုပ်ရွေးယူနေသည်သူအားဖမ်းလိုက်ရင်နိုင်ငံရေးတွင်ယခုလိုနိုင်ငံအတွက်အဘက်ဘက်ကလူမသိအောင် တက်စွန်ဆန်ပြားလုံနေသည်ကိုလူထုကြီးကမတိကြသည်ရှိစေအောင်ဥချက်မောင်ကိုဖမ်းသွားပြီးဆိုလျင်ပင်ဖမ်းရမည်မဟုတ်သောပုံကိုတယောက်ကိုဖမ်းရမလားဟုလူအသီးသီးကအစိုးရအဖွဲ့ကိုအကြီးညိုပြတ်သွားမည်မှာအေကံမလွဲဖြစ်၍သူတို့ဘေးမှသူတို့မစင်စားဘူးလားဟု အောင်းမေးမိသည်အစိုးရအဖွဲ့တဲတွင်ပါဝင်နေကြသော တွဲဖော်တွဲဖက်နိုင်ငံရေးသမားများမှဒေါက်တာဘမော်အမိန်ကိုမလွန်ဆန်နိုင်ကြ၍ကြည်နေရသလားဟုလည်းတွေးကြည့်မိသည် မည်သူကပင်ဖမ်းချုပ်ချုပ်နိုင်ငံအတွက်ဤမြတည်ပိုးနေသော သူလိုလူမျိုးကိုဖမ်းလျင်ဖမ်းသည့်ပုဂ္ဂိုလ်မှာသူတော်ကောင်းကိုပြစ်မှားသောအဖြစ်သို့ရောက်ရလိမ့်မည်ဖြစ်သည့်အတွက်စက်သိန်းများပင်ထသွားမိသည်ဂျပန်ကြီးလည်းမလာသေးဘူးတင်လေးတို့ဘလို့နေထိုင်ရမလဲကိုကိုကိုထောင်ချထားမယ်ဆိုရင်တင်လေးတော်ပစ္စည်းတွေနဲ့ကလေးတွေကိုဘိုးကလေးသာအေးအေးချမ်းချမ်းပို့ထားကြနေတာပဲကောင်းသားပဲပို့လေကိုကိုဘိုးလက်ရာကိုစာရေးထားခဲ့မယ်ကိုကိုမရှိရင်သူတော့ တင်လေးတို့သားမီးကိုအကူညီပေးပြီးစောက်ရှောက်မှာပါမပူပါနဲ့ဘိုးလက်ရာထံသို့သူ့ကိုဖမ်းလင်ကျမတို့အားတက်နိုင်သမျှစောက်ရှောက်ကူညီ၍ဘိုးကလေးတို့ပို့ပေးရန်စာရေးလေသည်ဘိုးလက်ရာထံမှမိတို့များစိတ်မပူပဲကျမနှင့်ကလေးများကိုသူစောက်ရှောက်လိုက်ပါမည်ဟုအကြောင်းပြန်လိုက်ပြီးသူလည်းဤကိစ္စအတွက် လုံမန်းနေကြောင်းမှပြန်ကြားလိုက်သည်အိယာလေးလိမ့်လျက်လာဖမ်းမည်ပလိတ်များကိုမျှော်နေတော်လဲမိုးချုပ်သည့်တိုင်အောင် ပေါ်မလာပေနောင်လဲပေါ်မလာတော့ပေ မိသူကမိသူ့ကိုစ조사ပြီးကာကွယ်ပေးလိုက်ကြသည်ကိုယနေ့တိုင်ကျမတို့မသိခဲ့ရပေသူကိုလာမဖမ်းတော့လဲသူညီကိုတန်းထွန်းကိုဖမ်းသွားပြီးကမာရွတ်ခက်ထဲတွင်ချုပ်ထားသဖြင့်သူစားကိုတန်းထွန်းကိုပင်နေ့တိုင်ထမင်းပို့ပေးနေရလေသည်သူညီကိုဖမ်းထားတော့လဲသူကမိသူတဦးတယောက်ကိုမျှလွတ်ပေးရန်မပြောဆိုဘဲနေလေသည် သူရေးတော့မြမရာဇဝင်ထင်မြင်ချက်ကြီးမှာအတော်ပင်ခီးရောက်နေပြီး၎င်းနဲ့တစ်ချိန်တည်းရေးတော့ပြန်လဲထူထောင်ရေးမှာလဲစာမျက်နှာ90 60ခန်းရှိ၍နေပြီးအလက်တိုင်းဤစာအုပ်နှုတ်ကိုတပြိုင်တည်းရေး၍နေသည်ဤအိမ်ကြီးရောက်ပြီး၍6လလောက်ကြာတွင်တရေနယ်ကုမ္ပဏီ၌လူသက်မှုကြီးတစ်ခုဖြစ်ပွားသည့်အခါမှဂျပန်ကြီးလဲစင်ကာပူမှ ပြန်ရောက်လာလေသည် ကျမတို့အတွက်ဘူလက်ရအိမ်ပေးရှိဂျပန်များအိမ်ကိုဖယ်ခိုင်းရာသူတို့၌နေရာမရ၍မစင်းနိုင်သေးကြောင်းပြောသောကြောင့်သူတို့ကိုဖယ်နိုင်သည့်အထက်အရာရှိဂျပန်များနှင့်လုံမှန်စူးစမ်းနေရ၍ရုတ်တရက်မပြောင်းကြရသေးပေဂျပန်ကြီးမှနနက်မှမိုးချုပ်အလုံးနှင့်လက်နှင့်မပြတ်အောင်အိမ်သားလုံးအတွက်အဘက်ဘက်မှစီမံလုပ်ကိုင်ဆောင်ရွက်နေသောကျမအားသူတက်နိုင်သည့်ဘက်ကဝိုင်းဝန်းကူညီလောက်ကင်ပေးတတ်ပြီးတနေ့ထက်တနေ့လဲချစ်ခင်လေးစားလာကာ သားသမီးနှင့်မခြားသဘောထားလာပုံကိုအထင်ရှားတွေ့လာရသည်ဂျပန်များထဲတွင် လူတိုင်းမယုံမှမယိုင်းဆိုင်ပဲယဉ်ကျေးလာသော လူကြီးလူကောင်းများလည်းရှိသည်ဟုဘီယန်ခန်ဆာဒေါ်မန်စမစ်၏တမတ်ကပ္ပတိန်ကွတ်မြန်မာပြည်မှမထွက်ခင်ကသူ့အားပြောသွားသောစကားကိုသတိရမိပေသည်ဤဂျပန်ကြီးကဂျပန်နှင့်မတူပဲဂျပန်တွေကပင်သဘောထားမြင့်မြတ်လှသောဂျပန်ကြီးဟုခေါ်ဆိုကြလေသည် ကျမတို့ဂျပန်ကို မကြိုက်ကြောင်းဂျပန်ဤလွတ်လပ်ရေးသည် အစ်စ်မဟုတ်၍လက်မခံနိုင်ကြောင်းကို သိရှိတော်လဲအမျိုးကိုချစ်သူတိုင်းထားရှိသည့်စိတ်နှလုံးပဲဟုခဏခဏထုတ်ဖော်ပြောလေသည်ဂျပန်ကြီးရောက်လာလျင်လာချင်းဆာရွက်များကိုမီးရှို့ခိုင်းသဖြင့်တနေ့တွင် ကျမလည်းမီးဘိုကန်ကြီးကိုအလုံးပိတ်ကပြုတ်ဝဲရာစခန်းသို့အင်္ဂလိပ်ဘာသာနှင့်ပို့သော ရောင်စုံဆာရွက်သတင်းများနှင့်ညွှန်ကြားချက်များကို တနေ့တွင်စာအုပ်ထုတ်မည်ဟုမသိအောင် စုဆောင်းလာခဲ့ပြီးမှ တွေ့ရှိသွားသောကြောင့်မိရှို့ခိုင်းသဖြင့်မိရှို့ဖို့ရာပြင်ဆင်ရလေသည်ဤစာရွက်တွေကိုကွိစာအုပ်ကိုယူရင်တွေ့ရှိသွားစဉ်အခါကမိရှို့ခိုင်းတော်လဲကျမမရှို့ခဲ့ပေဂျပန်ကြီးရောက်လာသည့်နောက်နေရှိသည်မြတွတ်တွတ်ခိုင်းပြီးသူဟာသူယူရှို့တော်မီလောက်ခါမှရှို့ပါမည်ဟုကတိပြုလိုက်ရသည်မိဘဘော်တွင် ကျမကူးယူထားသော စာရွက်များကို အားလုံးပုံကား ရေနံစီလောင်းရန်ရေနံစီခွက်ကြီးကိုကင်ပြီးလင်မလောင်းနိုင်ရအောင် ဖြစ်လျက်နေပုံကို သူကမသိရှာပေဖက်စစ်စန်းချည်ရေးအတွက်မိတို့ဆောင်ရွက်ခဲ့သည်ဆိုသောအထိတ်မတ်စာရွက်များကို၆ဖြတ်ရှိုးပြရမည်အလုံးမှာလူမသိအောင်လုပ်ချင်သည် ဆိုသော သူစန္ဒအတိုင်းပင်ဖြစ်တော်လဲလူသိရမည်ဟုသော ကျမစန္ဒကြီးပြက်ပြားရပေပြီ။နောက်လာနောက်သားများအတွက်ဤလုပ်ငန်းကိုမိတို့လုပ်ရမည်ဟုသော သင်ကန်းစာလဲဖြစ်အင်္ဂလိပ်စာရေးသားအသုံးနှုန်းတို့၌လဲနီးယူအတုခိုးပွဲရာလဲဖြစ်ပြီးနိုင်ငံတော်တွင်ဂျပန်ဖက်စစ်တော်လှန်ရေးအတွက်မြည်တို့မြည်ပုံဆိုင်းပြင်းလောက်ကင်ဆောင်ရွက်ပေးသွားလေသည်ဟု၍လဲတတ်တည်ခံမိဤစာရွက်တွေကိုအစအနမျမကျွင်းကြံရစ်ခဲရအောင်မိလောင်တိုက်သွင်းသည့်သူမှာကျမပင်ဖြစ်၍မိဘဘော်တွင်စာရွက်တွေတဟုံးဟုံးလောင်ကျွမ်းကုန်သည့်ဤသူကျမအသေးနှလုံးတွင်လဲ ရောင်ကျွမ်း၍နေပေတော့သည်လူမသိအောင်လုံမြည်ဟူသော သူ့ဆန္ဒအတိုင်းသူ့လက်ရာတွေကပြာပြာကတိဖြည့်၍သွားလိပြီဂျပန်ကြီးရောက်လာပြီးတလားလောက်ကြာတွင်စစ်ဗမာဤအိမ်ကြီးကိုလာသိမ်းပြန်သဖြင့် ကျမတို့ချက်ချင်းရွှေ့ဖယ်ပြေးရမည်ဖြစ်လာပြန်သည် အတီတကြမဖြစ်ရသည်မှာဇာတာဘလောက်များညှိုးမိန်လိုပါလိမ့်ဟုညင်းညူမိ၍သူက ဘေးရင်ကြည့်ရအောင်ဆိုသဖြင့်ကျမလည်းစိတ်ဓာတ်ဒုက္ခလမ်းရှိဆရာဦးလာမောင်အားဇာတာနှစ်ဆောင်တွား၍ပြသည်ဤဆရာကိုနောက်တုံးကမသိဒေါ်တော်ခေါ်သွားမှပင် တွေ့ဖူးခြင်းဖြစ်သည် သူဇာတာကို စစ်ဆေးပြီးနောက်ပစ္စည်းလဲကုန်လူသေးဟုဟောလွတ်လိုက်သဖြင့်စိတ်များတက်တာရရမလာပဲနောက်ကျူပြီးပြန်လာခဲ့ရသည်ကိုကိုဘေးရင်ဟောတိုင်းမယုံပါဘူးမယုံပေမဲ့လည်းဒီပညာကိုဘယ်အခါကမှအထင်မသေးခဲ့ဘူး ဒီပြင်ပညာရှိတွေမေးသေးတာပေါ့တင်လေးရဲ့ဟုကျမကိုစိတ်ကောင်းအောင်နှစ်သိမ့်ပြီးယဟန်ရှင်လူဘေးဒင်ပညာရှိများအားသူ့ဇာတာကိုစစ်ဆေးစေသည့်အခါ၌ဇာတာအလွန်ညံ့နေတော့လဲမွေးလာလွန်နေကောင်းပြီဟုအဟောရှိလိုက်ကြောင်းစိတ်သက်သာရာရအောင်ကျမကိုပြောသည်ချက်ချင်းပြောင်းရမည်အမိန်ရဤအိမ်ကြီးနှင့်၃လေးအိမ်ချားအိမ်ကိုဂျပန်ကြီးရ၍ ထိုအိမ်တို့ပင်ခိတရွှေ့ရပြီးဂျပန်ကြီးကဘိုလက်ရအိမ်ဘေးကအိမ်ကိုဂျပန်များအမြန်ဆင်းရန်တွားရောက်ဖယ်ခိုင်းနေသည်မြန်မာပြည်တွင်သတင်းစာဆရာမိသားစုတစုတို့အိမ်အတွက်ဒုက္ခရောက်နေရသည်မှာမြင်းမြိုင်ကွင်းကအိမ်ကြီးကိုဂျပန်များအတင်းဝင်နေ၍ယခုလိုရုပ်ဆိုးစွာဖြစ်ရာကြောင်းဖြင့်ဂျပန်ကြီးကအထက်အရာရှိဂျပန်တွေကိုတွေ့တိုင်းအပြစ်တင်၍မပြီးနိုင်အောင်ဖြစ်နေသည်ဤအိမ်ကိုလည်းစေးကြောတုတ်တင်၍တန်တန်ရှင်းရှင်းပြင်ဆင်မုံမှန်ပြီးနေလိုက်သည် ဂျပန်ကြီးကိုအိတ်ခမ်းတခမ်းပေး၍တအိမ်လုံးကျမအိမ်ကဲ့သို့ဖြစ်စေပြီးရောက်ရာဘဝတွင် စိတ်ချမ်းသာကြဖို့ရန်လှုပ်ကင်ပေးနေရတော်သည် နက်9နာရီထိုးလျင်ဂျပန်ကြီးကိုနနက်စာထမင်းပြင်ကျေး၍၎င်းလုတ်သွားချိန်တွင်သူလဲအိယာမထားလျက်နနက်လက်ဖေးရေတောက်ပြီးမြို့ထဲသို့ထွက်သွားသည်ညနေဆောင်မှဖိုးကြီးနှင့်သူတို့ရှေ့စင်နောက်ဆင့်ပြန်ရောက်လာကြသည် အဖိုးကြီးကိုအရင်ထမင်းတပွဲကျွေးလိုက်ပြီးမှ ကျမတို့ဘာသာတပွဲစားကြသည်အဖိုးကြီးမှာအစားအသောက်ပတ်စံတပြားများမကုံရပဲအကောင်းစားရပြီးအနေထိုင်၌လဲဘီလက်သားတယောက်လို တန်တန်ခန့်ခန့်ကြီးနှင့်အဆဆအစင်သည့်ဖြည့်၍နေအောင် ပြုစုပေးသည်ဖြင့်အလွန်တရာအာနာစွာဖြင့်အလိုက်သည့်ကဘာအကြောင်းနှင့်မျှစိတ်ညစ်ညူအောင်မပြုပေတင်လေးလိမ်မာရင်ဂျပန်နှင့်နေရလိုဘေးမဖြစ်ဘဲဘေးတောင်ကင်းနိုင်သေးတယ်ဟုပြောသည့်အတိုင်းတတ်နိုင်သည်မျှအလိမ်မာ သုံးပြီးနေရပေသည်ဂျပန်ဖိုးကြီးကသူ့ကိုကြီးညိုယုံမကသားသမီးများလိုတစတစတန်ရောစဉ်တွေ့တာ၍နေပြီးဘုံလာကျဲလျင် သူ့ကျင်းနှင့်သူ ပုံးတော်လဲ ကျင်းနေကျမတို့မဝင်ရင် အပြေးထွက်လာပြီခမရတယောက်တည်သွားရင်မြမပြီဟာတိတ်နစ်နာမယ်ခမရကျင်းနေဝင်မှာမရဲပါနဲ့စသည်ဖြင့်လာရောက်ပြောဆိုပြီးတွင်းသေးတို့အတင်းဆွဲသွင်းပြီးသူလဲသူ့ကျင်းသေးတို့ပြန်ပုံးလေသည်သူ့အရေးချင်းသူ့အကျင့်စာရိတ်တ သူ့စိတ်နေသဘောများကိုအတူနေရသဖြင့်ပုံမို၍သိရှိလာရသည့်အတွက်အလွန်ကြီးညိုချောင်းကိုကျမအားခဏခဏပြောသဖြင့်သူ၏တမာတိဂုံနှင့်မေတ္တာဂုံများကြီးလွန်လာ၍သာရန်သူကပင်ချစ်ခင်ကြီးညိုရပါကလားဟု အောင်းမေမိတော်သည် ုတ်ကဲ့ပါရှင်စောင်းလေးကိုဒီမှာပဲခေတ္တခဏရန်နာလိုက်ပြရစီเนาะနားဆင်အားပေးကြတဲ့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်ကျမ်းမာဘေးကင်းကြပါစေ